မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်နိုင်ငံတကာကຫນွေဥဒေါ်လာရေးအပေါ်စိတ်ပူစိုးရိမ်တလို့လို့နဲ့တိုင်းပြည်ကိုထိန်းနိုင်ပါမလားဆိုပြီးယုံကြည်မှုအားနည်းနေတာတွေကိုမြို့သားညီညွတ်အစိုးရ MG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်ကပယ်ချလိုက်ပါတယ်မန္တလေးတိုင်းတရုံမြို့နယ်မှာရှိတဲ့မြိုင်သားလေးကျောင်းရံကောက်ွယ်ရေးတကူတော်လည်းပူပေါင်းတက်တွေကဝင်ရောက်စီးနင်းပြီး PDF အလံကိုလွှင့်တင်ခဲ့တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတရင်ကတော့နိုင်ငံတကာကຫນွေဥဒေါ်လာရေးပေါ်စိတ်ပူစိုးရိမ်တလို့လို့နဲ့ဒိုင်းမြေကိုထိန်းနိုင်ပါမလားဆိုပြီးယုံကြည်မှုအားနည်းနေတာတွေကိုအမျိုးသားညီအစိုးရ NGO ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပယ်ချလိုက်ပါတယ်။အော်ဂလာ20ရက်နေ့ဖြစ်တဲ့မနေ့ကပြုလုပ်တဲ့အမျိုးသားညီအစိုးရအဖွဲ့အစည်းအဝေးမှာပြောတော့တာပါလက်ရှိနိုင်ငံတကာအပိုင်းဝိုင်းကမြမအရေးနဲ့ຫນွေဥတော်လန်ရစ်အပေါ်စိုးရိမ်တလို့လို့စိတ်ပူတလို့လို့ ਨੇ ယုံကြည်မှုအားနည်းပြီးတိုင်းပြည်ကိုထိန်းနိုင်ပါမလားဆိုတဲ့မေးခွန်းတွေကိုမေးလာကြတဲ့အတွက်နိုင်ငံတကာအပိုင်းဝိုင်းကိုပြောချင်တာကဒီကနေ့အခြေအနေတွေဟာပြည်သူကိုမျက်နှာမူပြီးတော့တာကိုလန်းကိုဖောက်ရှောက်လန်းလှတာဖြစ်တဲ့အတွက်တိုင်းပြည်ကိုပြည်သူတွေနဲ့အတူနိုင်ငံတော်မှာရှိတဲ့တော်လှန်ရေးအင်အားစုအသီးသီးနဲ့ပါအတူတကွလက်တွဲပြီးအားလုံးလူချင်းတဲ့ Federal Democracy ပြည်ထောင်စုကိုအကောင်းဆုံးတည်ဆောက်နိုင်မယ်ဆိုတာအကျွမ်းမဲ့ယုံကြည်တဲ့အကြောင်းကိုလေနိုင်ငံတကာမိတ်ဆွေတွေကိုတည်င်းစကားပါလိုက်ခြင်းလေလို့ အမျိုးသားညီညွတ်အစိုးရ NG ရဲ့ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောလိုက်ပါတယ်။ဒါအပြင်လက်ရှိနှွေဦးတော်လန်ရေးဟာလူတို့တော်လန်ရေးစစ်စစ်ဖြစ်တယ်လို့လက်ပလာနဲ့စတင်ခဲ့ရကနေအခုချိန်မှာတော့အောင်ဘွဲကလက်တကန်းအလိုမှာရောက်ရှိလာပြီဖြစ်တဲ့အတွက်တော်လန်ရေးခရီးအဆုံးထိအားလုံးအတူတကွပူးပေါင်းပါဝင်ရှောက်လန်းကြဖို့ကိုလေအမျိုးသားညီညွတ်အစိုးရ NG ဝန်ကြီးချုပ်ကတိုက်တွန်းပြောဆိုထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မန္တလေးတိုင်းတတဦးမြို့နယ်မှာရှိတဲ့မြိုင်သားလေကြောင်းရံကာဝေးတကူတော်လိုင်းပူပေါင်းတပ်တွေကဝင်းရောက်စီနမီ PDF အလံကိုလွှင့်တူခဲ့တယ်လို့တတဦးမြို့နယ်ပောက်ကဖရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အခုလ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးတိုင်းတတဦးမြို့နယ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့မြိုင်သားလေကြောင်းရံကာဝေးတပ်စခန်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်းရောက်စီနင်းနိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီမြိုင်သားလေကြောင်းရံကာဝေးတပ်စခန်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကတော့ အဆောက်အအနေငယ်လောက်သာထားခဲ့ပြီးအရင်ဆုံးထွက်ပြေးသွားကြသလိုဒေါ်လန်ကြီးတပ်တွေကစခန်းကိုစီးနှင်းမှုချင်းကပ်လာတဲ့အချိန်မှာတော့အဲ့ဒီအဆောက်ထားထားတဲ့စစ်ကောင်စီတပ်သားတွေပါစခန်းကိုစွန့်ပြီးအကုန်လုံးထွက်ပြေးသွားကြတယ်ဆိုပါတယ်အဲ့ဒီနောက်ဒေါ်လန်ကြီးပူပေါင်းတပ်တွေကတနတ်တောင်းအောင်မဖောက်လိုက်ရပဲစခန်းကိုဝင်ရောက်စီးနှင်းနိုင်ခဲ့ပြီးစခန်းတစ်ခုလုံးကိုနယ်မြေရှင်းလင်းရေးလုပ်ပြီးတာနဲ့ PDF အလန်ဒေါ်ကိုပါလွှင့်တင်ထားလိုက်တယ်လို့တတအူးမြို့နယ်ပကပားရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတဖက်မှာလည်း ကချင်ပြည်နယ်မိုးမောက်မြို့ကအကြံဖတ်စစ်ကောင်စီရဲ့ခမရ၄၃ခုတရင်ကိုစစ်ကူလာတဲ့စစ်ရင်တန်းကို KAI ဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်မှုအတွင်စစ်ကောင်စီဘက်ကတန်ချက်ကဂါတစီအပါဝင်စစ်က၄စီးမိလောင်ပျက်စီးသွားတဲ့အပြင်တေတဲ့သူတွေလည်းတော်တော်များထားတယ်လို့ KAI သတင်းရင်းမြစ်ကပြောပါတယ်။အော်ဂူလာ၁၉ရက်နေ့မှာပဲမိုးမောက်မြို့မှာနောက်ဆုံးကြံနေတဲ့စစ်ကောင်စီရဲ့ခမရ၄၃ခုတရင်ကို KAI ဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တွေကအပိသက်သိမ်းပိုက်တဲ့အချိန် အဲ့ဒီခမရ၄၃ခုတရင်အတွက်စစ်ကူလွတ်လိုက်တဲ့စစ်ကောင်းစီတက်စစ်ချောင်းကိုပါမာမိတ်ပူပေါင်းတက်တွေကလမ်းကနေကြအပြတ်တိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီမှာပဲစစ်ကူလာတဲ့စစ်ကောင်းစီတက်စစ်ချောင်းမှာအကုန်လုံးပြုတ်သွားပြီတန်ချက်ကကားစီးအပါဝင်စစ်ကား၄စီးလုံးနဲ့မိလုံပျက်စီးသွားတဲ့အပြင်စစ်ကောင်းစီတက်ကသေတဲ့သူတွေလည်းတော်တော်များထားတယ်လို့ KI အင်တရင်းရှိမိကပြောထားပါလေလက်ရှိမှာတော့အဲ့ဒီမုံမောင်မျိုးအခြေဆိုင်စစ်ကောင်းစီရဲ့ခမရ၄၃ခုတရင်ကိုလည်း KIA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်ထားပြီးဖြစ်တယ်လို့မုံမောင်မျိုးမှလည်းစစ်ကောင်စီကင်းစင်သွားပြီးဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာလည်းစကိုင်းတိုင်းကတပရင်းမြို့တိုက်ပွဲမှာအကြံဖက်စစ်ကောင်စီဘက်က78ဦးကတော့အသီးသီးသေကုန်ကြပြီးဖြစ်တယ်လို့တနတ်22လက်နဲ့ခရရန်တွေအပြင်ငွေကျပ်340ကုပါတော်လရေးတပ်တွေကတင်းစီရရှိခဲ့ပြီး PD ရဲဘော်၄ဦးလည်းမြင့်မြတ်စွာအသက်ပေးလူတော့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်အမှတ်၁စစ်ဒေသကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အော်ဂူလာ၁၈ရက်နေ့ကစတင်ခဲ့တဲ့ဒပရင်မြို့တိုက်ပွဲမှာအချမ်းပစကောင်စီတပ်ကဗိုလ်ကြီးအောင်ဟိန်ဦးဆိုသူဦးစီးရဲ့ခမရ904နဲ့908ရဲနဲ့ပြူစောတိတွေပါဝင်အခြေပြုထားတဲ့ဒပရင်မြို့ဘက်ကစစ်ကောင်စီတပ်ဆွဲထားရနေရာတွေအကုန်လုံးကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်က78ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတေကုန်ကြတဲ့အပြင် ကျန်တဲ့သူတွေအကောင်လုံးကထွက်ပြေးသွားကြပြီးတဲ့နောက်မှာတော့မြို့ပေါ်မှာရှိတဲ့စကောင်စီရဲ့ဌာနဆိုင်ရာနန်းစီရီယာဝန်ထမ်းတွေအပါအဝင်မိသားစုဝင်အားလုံးပေါင်းအယောက်၁၀၀ကျော်ကအလံပြူထောင်အလင်းဝင်ခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီတပင်းမြို့တိုက်ပွဲကနေစကောင်စီတပ်သားတွေစီကတနက်22လက်နဲ့ခဲယမ်းတွေအပါအဝင်ငွေကျပ်340ကျော်ကိုပါတော်လိုင်းရေးတပ်တွေကတင်စီရရှိခဲ့ပြီးတိုက်ပွဲတွင်တော်လိုင်းရေးဘော်၄ဦးနဲ့မြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်အမှတ်၁စစ်ဒေသကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျ တစ်ဖက်မှာလေမကွေးတိုင်းပွင့်ဖြူမြို့နယ်မှာအကြံဖက်စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကာနစီကိုဒေါ်လန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်မှုအတွင်စေကောင်စီတပ်သား2ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့မင်းမှုခိုင်း PDF အမှတ်9တိုက်ရင်းရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဩဂုတ်လ18ရက်နေ့ကပဲမကွေးတိုင်းပွင့်ဖြူမြို့နယ်မှာရှိတဲ့မက်စလီရက်စကန်ကနေထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားပါကာနစီကိုရေရင်ကျေးရွာနီမှာဒေါ်လန်ရေးပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စေကောင်းစီတပ်သားနှစ်ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေနဲ့သေသွားတဲ့စစ်သားမသားအလောင်းတွေကိုပွင့်ဖြူမြို့နယ်ဝါတက်ထက်အသေးအတန်သေသွားကြတယ်လို့လည်းမင်းမှုခိုင်ပီတီအမှတ်ခွင့်တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေဒီကနေ့နေ့လေဂစ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ